အချေးဆိုတာအတိအသေးဖြစ်နိုင်သလားအချေးဆိုတာတသက်မှာတစ်ခါတာပေါပေါလာကြကြမျိုးဖြစ်တယ်။တစ်ခါချစ်ပြီးရင်နောက်ထပ်အတိထက်ချစ်လို့မဖြစ်နိုင်တော့ဘူး။ငယ်ချေဦးနဲ့လွယ်ခဲ့ရကတည်းကဘဝမှာအချေးဆိုတာမရှိတော့ဘူး။အကြောင်းကြောင့်ကြောင့်အိမ်အောင်ပြုခဲ့ရပေမဲ့အိမ်အောင်ဘက်ကိုချစ်လို့မရဘူး။ကိုချစ်သူကိုသာကြမ်းကြနေခဲ့ရတယ်ဆိုတဲ့စကားမျိုးတွေကိုဝိထုတွေကြပြားတွေမှာတွေ့ရလေးရှိပါတယ်။ စကားနောက်တရားပါဆိုသလိုအဲ့ဒီစကားမျိုးတွေကိုအဟုတ်ချင်းအမှတ်ချင်းပြီးဘဝပြတ်သွားရတာတွေအများကြီးရှိပါတယ်။အဲ့ဒီစကားမျိုးတွေဟာအဟုတ်အမှန်မဟုတ်ဘူးလား။အချစ်ဆိုတဲ့စိတ်ဟာ ပြောင်းလဲယူလို့ရသလား။အချစ်ဆိုတဲ့စိတ်ဟာ ပြောင်းလဲတတ်သလား။လေးလေးနက်နက်စဉ်းစားတွေးတောကြည့်ရင်ဒီစကားတွေဟာကိုကူကူလှည့်စားတတ်တဲ့လူတဘာဝအရာပေါ်ထွက်လာတဲ့စကားတွေသာဖြစ်တယ်။အဟုတ်အမှန်မဟုတ်ဘူးဆိုတာကိုသိနိုင်ပါတယ်။ ဆရာကြီးပြီမိုးနေရခဲ့တဲ့အချစ်ဖြက်လန်းဆိုတဲ့စာအုပ်ထဲမှာလဲဆရာကြီးကငယ်ကားချစ်အနှစ်တရာဟုသောစကားသည် အခတိုင်းမမှန်ချင်အเจ้าမူကအကောင်အဆိုးအကျိုးအပြစ်ကိုမသိသေးငယ်ချစ်စိတ်သည်ကြီးသည့်တိုင်အောင်မြေယူထုံးစံမရှိချေရီစားတကောင်လင်းကောင်တရားဟုသောစကား၌ငယ်ချစ်တို့၏မမြဲကြောင်းပါရှိပြီးဖြစ်လေသည်လို့ရေးခဲ့ပါသည်ကြားအပြင်ဆရာကြီးက ခြေဥပချံမှရိုးရိုးချင်းမှကိလေသာအခြေအဖြစ်သို့ရောက်တတ်လေသည်တဒါမတနာထွက်ပေါ်ပုံအကြောင်းကိုမြည်သည်မဆိုတိလေရာအထူးဖော်ပြရန်မလိုတော့ပင်တဒါနှင့်တနာသည်920ရှင်းနှင့်1500ကဲ့သို့တဦးနှင့်တဦးအကြောင်းပြု၏တဒါကြောင့်တနာဖြစ်၏တနာကြောင့်လည်းတဒါဖြစ်နိုင်ပြန်လေသည်ထို့အတူ928သည်အဖိုနှင့်အမနီးဆက်အားကြီးသောအခါ1500သို့ရောက်ခဲ့သည့်ဤအတိုင်း1500နှင့် ရင်းနှီး၍အတော်ကြာလျင်928သို့ပြန်၍ရောက်နိုင်လေသည်928နှင့်1500တိတိတတ်တာခြားနာပုံမှာ928သည်ညီငွေချင်းမရှိ1500မှာညီငွေချင်းကြောင့်အပြောင်းအလဲကိုလိုလားတက်ခြင်းဖြစ်လေသည်သို့တော်လေ928သည်အဟောင်းတလဲလဲဟူသောစိတ်ကိုဖြစ်စေနိုင်လေသည်အကျဉ်လင်မယားဖြစ်၍နေရ၌928ကြောင့်ရက်ဆက်စွာဆွနိုင်ခဲ့တော်လဲ1500ကိစ္စကိုမူခတ္တဆွန်က အခြားသူရောက်စေနိုင်လေသည်920ရှင်းမှာထုကဲသူစွန့်ခြင်းမရှိသည်အတူအပွားသာရှိနိုင်လေသည်1500သည်စွန့်လဲစွန့်နိုင်၏ပြောင်းလဲပြောင်းနိုင်၏တိုးလဲတိုးနိုင်လေသည် အတိုးဆိုသည်မှာတစ်ယောက်အပြင်နှစ်ယောက်သုံးယောက်တိုးခြင်းကိုဆိုလို၏ကိလေသာအချစ်သည် စင်စင်အားဖြင့်အချစ်မဟုတ်ကောင်းသည်ဟုထင်မဲရသောအရာတစ်ခုခုကိုတတ်မှတ်သောစိတ်မျိုးပင်ဖြစ်လေသည်။အများအားဖြင့်ချစ်သူငယ်ရေးစားတို့မှာ စိတ်မရှာရဆုံးဖြစ်လေသည် အကောင်းကိုမစားဘူးသောပါဇက်သည်စက်သားကိုသာဟင်းကောင်းထင်တတ်သလိုငရဲသူတို့သည်အချင်းလန်း၌အတွေ့အကြုံနေကြလေရာပထမဆုံးတွေ့သူကိုအထူးဆုံးမှတ်ထင်တတ်ကြလေသည်ထိုပထမဦးဆုံးတွေ့သောသူတို့မှာ ကလေးချစ်လှည့်စားသောအချင်းများဖြစ်တတ်လေသည် ရုပ်ပုံကားကောင်းကိုမမြင်ဘူးသူသည်တင့်ယုံမြကားကို အလုံးအကျူးမှတ်ထင်တတ်လေရာ နောက်တစ်ပြေးပြေးအတွေ့အကြုံများလာသည့်အခါပြောင်းလဲတက်ကြလေသည်စသဖြင့်လဲရေးသားပြီးလူငယ်တွေကိုတတိပေးခဲ့ပါသေးတယ်တကယ်ပြောရရင်တယောက်ကိုချင်းပြီးလို့နောက်တယောက်ကို ထက်ချစ်လို့မရတော့ဘူးဆိုတာမှားပါတယ်အချစ်ဆိုတာပြောင်းလဲတက်ပါတယ်ပြောင်းလဲယူလို့ရပါတယ်လူတယောက်ဟာ အမေကို ချစ်လို့အဖေကိုချင်းမရတော့ဘူးဆိုတာမရှိပါဘူးညီကိုမောင်နှမတစ်ကြိမ်လောက်ရှိရမှာ တယောက်ကိုသာချစ်ပြီးကြံတဲ့လူတွေကိုမချစ်တော့ဘူးဆိုတာမရှိပါဘူး920ချင်းနဲ့1500မတူဘူးလေလို့ပြောနိုင်ပါတယ်အတိအကျစမ်းစစ်ကြည့်ပါ928ဖြစ်ဖြစ်1500ဖြစ်ဖြစ်သမုတ်တရားနဲ့ဒေတာစိတ်အပေါ်မှာအခြေခံပြီးပေါ်ပေါက်လာတာကြည့်ပါ1500ချစ်စိတ်ဟာလဲကိလေသာပါ928ချစ်စိတ်ဟာလဲကိလေသာပါဒီကိလေသာတွေဟာနိဝရတတရားအလုံးရဲ့ရေတောင်းမြစ်ဖြစ်ပါတယ် အဲ့ဒါကြောင့်ဗုဒ္ဓကကိလေသာအလုံးကိုချုပ်ငိမ်းအောင်လုပ်ဖို့ဟောကြားခဲ့တာပါချစ်စိတ်ဆိုတာအတူတူပါပဲအဖေကိုရောအမေကိုရောချစ်လို့ရတယ်လို့ညီကောင်မောင်နှမတွေအလုံးကိုချစ်လို့ရတယ်လို့ချစ်သူရေးစားတွေကိုလည်းညီမျှစွာရှစ်လို့ရပါတယ်အချစ်ဆိုတာဖျောင်းနိုင်နေတူပါတယ်မူလဖျောင်းနိုင်ကနေပြီးနောက်ထပ်ဖျောင်းနိုင်တွေဘဏ္ဍတိုင်းကိုပဲကူးယူကူးယူမူလဖျောင်းနိုင်ရဲ့အလင်းအားရောကျသွားတယ်လို့မရှိပါဘူးချစ်စိတ်ဆိုတာလည်း တဦးတယောက်ကိုပုံပေးလိုက်လို့ငိမ့်သွားတယ်၊ကုံသွားတယ်၊အင်အားရောကျသွားတယ်လို့မရှိပါဘူး။အချေးဆိုရာဟာအကြိုက်ချင်းစရိုက်ချင်းဝါသနာချင်းအမြင်ခံယူချက်ချင်း တူရာကနေဖြစ်တည်လာခဲ့ရတဲ့ဆိုတဲ့အချက်ကိုအထက်မှပြောခဲ့ပါဗျ။လောကမှာကိုနဲ့ဘဝချင်းတူတဲ့အကြိုက်ချင်းတူတဲ့စရိုက်ချင်းတူတဲ့ဝါသနာချင်းတူတဲ့အမြင်ခံယူချက်ချင်းတူတဲ့သူတွေအနာမတကပေါ်များလှပါတယ်။အဲ့ဒီပေါ်များလာတဲ့သူတွေကျဲက ကိုနဲ့ကြုံကြိုက်နှီးဆက်တဲ့သူတွေကိုတယောက်မကနှစ်ယောက်မကချစ်တဲ့စိတ်ဖြစ်ပေါ်လာနိုင်ပါတယ်ချစ်တဲ့စိတ်ပေါ်လာသည်။အားလုံးကိုလိုက်ချင်းမနေတာကတော့တစ္ဆာတရားကိုစောင့်ထင်းခြင်းတီလာကိုစောင့်ထင်းခြင်းဆိုရဲညစ်မြတ်တဲ့လူရဲ့ကျင့်ဝတ်တီလာကြောင့်ဖြစ်ပါတယ်ကျင့်ဝတ်တီလာကြောင့်စောင့်ထင်းခြင်းသာဖြစ်ပါတယ်ချစ်တဲ့စိတ်ဖြစ်ပေါ်မလာခြင်း မဟုတ်ပါဘူးအချစ်ဆိုတာပြောင်းလဲတတ်ပါတယ်ဝါစီတတ်ပါတယ်ချစ်သူတယောက်နဲ့လဲသားခဲ့ရင် နောက်ထပ်ချစ်သူတယောက်ပေါ်ပေါက်လာအောင်မှသာဖြစ်ပါတယ်။နောက်ပေါ်လာတဲ့ချစ်စိတ်ကချီဦးဆုံးပေါ်လာတဲ့ချစ်စိတ်လောက်အာမကောင်းတော့ဘူးလို့မရှိပါဘူး။ငယ်ကချစ်အနှစ်တရာမမေ့တာဆိုတဲ့စကားအတိုင်းငယ်ကကြံခဲ့ရတဲ့အချစ်ဦးကိုဘယ်တော့မှမမေ့တတ်ကြပါဘူးလို့ပြောတတ်ကြပါတယ်။လူတိုင်းလူတိုင်းဟာကိုငငယ်ကဝတ်သက်ပေါက်ဘူးတာခွေးကိုက်ခံရဘူးတာတွေကိုလည်းမမေ့တတ်ကြဘူးမဟုတ်လား။ဒီသဘောကိုအလေးအနက်မစောကြတဲ့အခါကျတော့ဝီတူတွေ ကြပြားရီမှာပါတဲ့အချေးဆိုတာတက်တက်မှာတစ်ခါသာပေါ်ပေါက်လာတာတို့ငယ်ချင်ဦးနဲ့လွဲခဲ့ရကလေးကဘဝမှာ အချစ်ဆိုတာမရှိတော့ဘူးတို့မင်းနဲ့လွဲခဲ့ရကလေးကငါဘဝမှာအချစ်ဆိုတာတည်ဆုံးသွားပြီတို့ဆိုရာတွေကို အဟုတ်ကြီးထင်နေတတ်ကြပါတယ်အဲ့ဒီအဟုတ်ကြီးလို့ထင်နေတဲ့အကျိုးဆက်ကြောင့်လူငယ်တွေအများကြီးဟာဘဝပြတ်တဲ့အထိရေစုံမျောခဲ့ကြရပါတယ်အချစ်တွေပြောင်းလဲသွားတာအချစ်တွေပွားစည်းသွားတာဟာ ပြစ်မှုဒုစရိုက်ကြီးတခုမဟုတ်ပါဘူးတဘာဝပါအရေးကြီးတာကအချိန်တစ်ချိန်မှာကြုံကြရတဲ့ချစ်သူတယောက်အပေါ်ကိုရိုးရိုးသားသားချစ်ဖို့တစ္ဆာတရားကိုစောင့်ထိန်ဖို့လူချင်းဝင်းသီလမြန်မြန်ဖို့သာဖြစ်ပါတယ်အကြောင်းကြောင့်ချစ်သူတယောက်နဲ့ကြွေကွင်းသွားခဲ့ရပြီးနောက်ထပ်ချစ်သူတယောက်တွေ့တဲ့အခါတွေ့လဲတွေ့မှာပါအဲ့ဒီချစ်သူကိုလည်းရိုးရိုးသားသားချစ်ဖို့တစ္ဆာတရားကိုစောင့်ထိန်ဖို့လူချင်းဝင်းသိက္ခာမြန်မြန်ဖို့သာဖြစ်ပါတယ် ရီစားတထောင်လင်းကောင်းတယောက်ဖြစ်ရတာဟာပြည့်မှုဒုစရိုက်ကြီးတစ်ခုအဖြစ်တရေတည်ယူဆလို့မရပါဘူးရီစား900လင်း900ဖြစ်ရတာလေချက်စရာလို့တရေတည်ယူဆလို့မရပါဘူးအဘယ်အကြောင်းကြောင့်ကြောင့်ဖြစ်ရတယ်ဆိုတာကိုကြည့်ပြီးမှဆုံးဖြတ်ရမှာပါတပင်လေးလို့တပင်ထူတဲ့ကိစ္စဆိုရင် အပြစ်လို့မယူဆနိုင်ပါဘူးစောင့်ထိန်အပ်တဲ့သစ္စာတရားကိုမစောင့်ထိန်ပဲလူကျင်ဝိသီလကိုဖောက်ဖျက်တဲ့လွန်မာတဲ့ကိစ္စမျိုးဆိုရင်တော့ခြုံချရမှာပါဘော လူတဘာဝနဲ့အချစ်ဆိုတဲ့သဘောကိုတယောချတဲ့ကြပြားလေးတစ်ပုဒ်ကိုဒီနေရာမှာထုတ်ပြချင်ပါတယ်။လူငယ်ရင်းစောကျော်ဆန်းစစ်ကြည်နိုင်အောင်ပါ။ The man is like the train. At 20 year he is like the logger. He starts at every station. At 30 year he is like the special. He stops only at the last towns. At 40 year he is like the iceberg. He starts at the big city only. A 50 year he is like the old locomotive. He starts often to water. A 60 year he doesn't live anymore. He remain in the yards. ယောက်ျားဟာမိရဲ့ထားနေသူတွေ20အရွယ်မှာသူဟာလောက်ကရဲ့ထားနေသူတွေဘူတာစင်တိုင်းမှာရနာတယ်30အရွယ်မှာသူဟာအထူးရဲ့ထားနေသူတွေမြို့ကြီးတွေမှာသာရနာတယ်40အရွယ်မှာသူဟာအမြင်ရဲ့ထားနေသူတွေမြို့တော်ကြီးတွေမှာသာရနာတယ် <coughs> 50အရွယ်မှာသူဟာဆက်ကောင်းဦးကြီးနဲ့တူတယ်ခဏခဏရက်ပြီးရေးထည့်ရတယ်60အရွယ်မှာတော့သူ့ဘေးမှမထွက်သွားတော့ဘူးမြေထားဝင်းထဲမှာသာနေတော့တယ် The warmer is like the war as 20 year he is like Africa summer is rose as 30 year she is like India warm measure and mysterious as 40 year she is like America technically purpose a 50 year she is like Euros on a rule. A 60 year she is like Siberians. Everyone know where it is, best and no one want to go. မိမဟာကဘာကြီးနဲ့တူတယ်။20အရွယ်မှာ သူမဟာအာဖရိကတိုင်းနဲ့တူတယ်။တပိုင်းတစားသာစူးစမ်းရှာဖွေရသေးတယ်။30အရွယ်မှာသူမဟာအိန္ဒိယနဲ့တူတယ်။ပူနွေးတယ်၊ရင်ကျက်တယ်၊အတိအခတ်တယ်။40အရွယ်မှာသူမဟာအမေရိကနဲ့တူတယ်။အကျက်ပညာမှာကျွေးဝတယ်။ 50အရွယ်မှာသူမဟာဥရောပတိုင်းနဲ့တူတယ်။အားလုံးပျက်စီးယိုယွင်းနေတယ်။60အရွယ်မှာတော့သူမဟာစိုက်ဘီးရီးယားနဲ့တူတယ်။ဘယ်နေရာမှာရှီမန်လူတိုင်းသိကြတယ်။ဒါပေမဲ့ဘယ်သူမှမသွားကျင်ကြဘူး။မူရင်းကဗျာအမည်မသိစားစုဘာသာပြန်သူဝင်းစော။အချစ်ဆိုတာတသမ်းမှာတခါတာပေါ်ပေါက်လာတာတို့အချစ်ဦးနဲ့လွယ်ခဲ့ရတဲ့ကဘဝမှာအချစ်ဆိုတာမရှိတော့ဘူးတို့ မင်းနဲ့လဲခဲ့ရကလေးကငါဘဝမှာအရှက်ဆိုတာတည်ဆုံးပြီတို့ငယ်ကားချင်းနှစ်တရာမမေ့တာလို့ဆိုတဲ့ဝိထုတွေကြပြားတွေတဲကစကားတွေကိုအဟုတ်ကြီးအမက်ကြီးထင်မဲ့ပြီးကိုဒုက္ခကိုရှာကိုကိုကိုနှိပ်ဆက်ပြီးကိုဘဝကိုဖျက်နေကြတဲ့အစွဲမကြီးနဲ့လူငယ်တွေအတွက်မဂ္ဂဇင်းတစ်စောင်ကဝိထုတိုလေးတစ်ပုဒ်ကို နမူနာအဖြစ်ထုတ်ပြရင်းနဲ့လူငယ်နဲ့အချစ်ပြဒနာဆွေးနွေးချက်ကိုဏိကုံးကမန်အဆုံးသတ်လိုက်ပါရစေတော့လူတို့စိန်ဝင် 17ရက်6လ1998အဆုံးထိနားဆင်အားပေးသည့်အတွက် SN Radar မှအထူးပင်ကျေးဇူးတင်ပါသည်